မွေနဂါဘရင်မတခါတော့ကတောင်ကြီးတကူထဲမှာလှိုင်ကူကြီးတလုံးရှိပါတယ်။ကူထဲမှာတော့လူသားမျိုးစိတ်နဲ့ဆက်နွယ်နေတဲ့မွေဘရင်မတစ်ပါးရှိပါတဲ့။သူမရဲ့နာမည်ကမဒီယာတဲ့။မဒီယာရဲ့အလှကလူတွေကို ဆွဲလန်းသွားအောင်ဖျားယောင်းနိုင်ပါတယ်။သူမရဲ့ညှို့တက်ကိုထိန်ထိန်ဖို့မဒီယာကယောက်ျားတွေရဲ့ဝိညာဉ်ကိုနှုတ်ယူလေးရှိပါတယ်။ ငါရဲ့နှလုံးသားကိုမင်းစီမှာငါဆန္ဒအရအနှံပရစေ။အဲ့ဒီအချိန်မှာပဲမဒီယာက"သူမရဲ့အချစ်ထောင်ကျောက်ထဲမှာပိတ်မိနေတဲ့ကောင်လေးရဲ့ဝိညာဉ်ကိုနှုတ်ယူလိုက်ပါတယ်။"အဲ့ဒီဝိညာဉ်တွေက"သူမကိုနုပြိုလှပစေပါတယ်။တနေ့မှာတော့မဒီယာက"သူမရဲ့သားကောင်ကိုရှာဖွေနေခဲ့ပါတယ်။တော်ထဲမှာကောင်လေးတယောက်ကိုမွေတကောင်ကတိုက်ခိုက်နေတာကိုမဒီယာက တွေ့သွားပါတယ်။သူမအနားကိုသွားတော့မွေကထွက်သွားတဲ့ ငါ့ကိုကူညီလို့ကျေးဇူးတင်ပါတယ်ငါ့နာမည်ကလီယန်ပါမတရားကလီယန်ကိုမြူဆွဲပါတော့တယ်လီယန်ကလက်မခံပါဘူးတဲ့လီယန်ကသူ့အကိုရီကီနဲ့အတူ တော်ရဲကို ရောက်လာခဲ့တာပါရီကီကလီယန်ကို တော်ရဲမှာတမင်ထားခဲ့ပြီးရဲတိုက်ကို ပြန်သွားခဲ့တာပါအခုအယမ်းမောင်နေပြီမင်းငါ့နေရာမှာလိုက်နေတဲ့မနေ့ကျမှငါလမ်းပြပေးမယ်လီယန်လည်းရွေးချယ်စရာမရှိတာနဲ့မတရားရဲ့နောက်ကို လိုက်လာခဲ့ပါတယ် မတရားရဲ့ဂူရဲကိုရောက်တဲ့အချိန်မှာတော့ငါမင်းကိုဝန်ခံစရာရှိတယ်မင်းကိုချစ်မိနေပြီမင်းရဲ့နှလုံးသားကိုငါ့ကိုပေးနိုင်မလားမရဘူးမတရားရဲ့အလှကိုဘယ်ယောက်ျားမှမငင်းနိုင်ကြပါဘူးခုလိုအငင်းခံလိုက်ရတော့ဒေါသထွက်သွားတာပေါ့လီယန်ကတော့မတရားရဲ့ဒေါသကိုလစ်လျူရှုပြီးဂူရဲထောင်းတနေရာမှာသွားအိတ်နေလိုက်ပါတယ်နောက်တနေ့မနေ့မှာတော့မတရားအိယာနိုးလာတော့လီယန်ကို မတွေ့တော့ပဲကျေးဇူးတင်ကြောင်းရေးထားတဲ့စာတစောင်းကိုပဲထားခဲ့ပါတယ် မတရားကဒေါသထွက်သွားပြီးဂူပြင်းကိုထွက်လာခဲ့ပါတယ်။လီယန်ရဲ့ခြေရာတွေကိုတွေ့တော့ခြေရာအတိုင်းလိုက်လာခဲ့တယ်။လီယန်တို့ရဲတိုက်စီကိုရောက်တော့မင်းငါလက်ကပြေးလို့မလွတ်ပါဘူး။မတရားကအဆောင်တွေကိုတိုက်ခိုက်လိုက်ပါတယ်။ရဲတိုက်တဲ့ရောက်တော့လီယန်ရဲ့အကိုရီကီနဲ့တွေ့တယ်။ဟဲ့ဘယ်သူလဲရက်လိုက်စမ်း။ရီကီရဲ့အတန်ကြောင့်မတရားကလူပုံစံအမြန်ပြောင်းလိုက်ရပါတယ်။ရီကီကဓာတ်နဲ့တိုက်ခိုက်ဖို့လို့တော့လီယန်ကတားလိုက်ပါတယ်။ ရက်လိုက် သူကငါတငယ်ချင်းမလာသွားကြရအောင်အစကငါနင့်ကိုကယ်ခဲ့တယ်အခုနင်ငါကိုကယ်လိုက်တာဆိုတော့ကြေသွားပြီနော်မင်းတီကိုဘယ်လိုရောက်လာတာလဲငါနေတဲ့တောအုံမှာလူစုတွေတောင်းညံ့နေလို့ငါပုန်းစရာရှာရင်းနဲ့ဒီကို ရောက်လာခဲ့တာလီယန်ကမတရားကိုရဲတိုက်မှနေခိုင်းလိုက်တယ်အရန်လာတဲ့မိန်းကလေးအဝယ်စားတွေနဲ့အတုံးဆောင်တွေရှိတဲ့အခန်းကို ခေါ်သွားပါတယ်ဒီခန်းကိုဘယ်သူမှမတုံးဘူးလား ငါ့အတွက်အရေးကြီးဆုံးမင်းကလေးရဲ့အခန်းမှာအခုသူငါတို့နဲ့မရှိတော့ဘူး။လျှဝှက်ချက်တွေရှိနေတဲ့လီယန်ကိုမတရားကပို့ပြီးသဘောကျလာပါတော့တယ်။သူ့နှလုံးသားကိုလည်းအပိုင်ရဖို့ကြံစီတဲ့။နေတိုင်းလီယန်ရဲ့နောက်ကိုလိုက်ပြီးသွေးဆောင်ဖျားယောင်းဖို့ကြိုးစားပေမဲ့လီယန်ကတော့တုံ့ပြန်မှုမရှိခဲ့ပါဘူး။ဒီနေ့မှာတော့မတရားကလီယန်နောက်ကနေတင်းကြိုင်းတစ်ခုစီကို လိုက်သွားခဲ့ပါတယ်။သူမကရက်ကြည့်နေတော့လီယန်ကအုတ်ကူပေါ်မှာပန်းတွေကိုချပြီးငိုကြွေးနေခဲ့ပါတယ်။ ဒီအုပ်ကလီယန်ဇနီးရဲ့အုပ်ကမှမတရားတီလိုက်ရပါတယ်။လီယန်ကသူ့ဇနီးစိုက်တတ်တဲ့တခြင်းကိုပက်လွေနဲ့မှုပြလိုက်ပါတယ်။မတရားကပက်လွေတန်ကြားတော့သူ့ရဲ့ခန္ဓာကိုယ်ကလှုပ်ရှားလာပြီးထိမ့်ချုပ်ဖို့ခက်ခဲလာခဲ့ပါတယ်။တီးမခံနိုင်တဲ့အစုံမှာတော့လီယန်ကိုတွန်းပြီးထွက်ပြေးသွားခဲ့တယ်။ဒီအဖြစ်အပျက်ကို ရီကီကစောင့်ကြည့်နေခဲ့ပါတယ်။နောက်တစ်နေ့မှာတော့မတရားကိုဂီတဖျော်ပြပွဲ ဖိတ်စာသွားပေးလိုက်ပါတယ်။ မတရားကဒီပွဲကိုသွားရင်သူ့ရဲ့တယုံမှန်ပေါ်သွားမှာကြောင့်မအားဘူးလို့ပြောလိုက်တယ်။ရီကီကဒီပွဲမှာလီယန်ကိုတွေ့တာနောက်ဆုံးဖြစ်နိုင်တယ်။ဘာကြောင့်လဲ?မင်းလိုက်ရင်သိမှာပေါ့။မတရားကလီယန်ဇနီးရဲ့အဝတ်တွေကိုဝတ်ပြီးပါတီပွဲကိုသွားခဲ့တယ်။ပါတီပွဲထဲရောက်တာနဲ့ပလွေတန်နဲ့တေဂီတာတန်တွေကြောင့်မတရားကသူ့ကိုယ်သူမထိန်နိုင်ပဲကပါတော့တယ်။သူမကပါတီကနေထွက်သွားဖို့ကြိုးစားပေမဲ့မရတော့ပါဘူး။ ရီကီကတကားအလုံးကိုပိတ်ထားလိုက်ပါတယ်။မတရားလဲလုံးဝမထိန်နိုင်တော့ပဲမွေအဖြစ်ပြောင်းလဲသွားပါတော့တယ်။မင်းဘာလို့ငါ့ကိုလိန်ထားခဲ့တာလဲ။ကျေးဇူးပြုပြီးငါပြောတာကိုနားထောင်ပါအောင်လီယန်။အစကတော့ငါမင်းရဲ့ဝိညာဉ်ကိုလိုချင်လို့လာခဲ့တာပါ။အခုတော့မင်းစနီးပေါ်မှာထားတဲ့မေတ္တာတရားကို သိလိုက်ရတော့ငါသားကိုစွန့်လွတ်လိုက်ပါပြီ။အပေါ်ရပြောမနေချာနဲ့ဒီမွေမကိုတတ်ကြစမ်း။မတရားလဲမတက်တာတော့ပြန်တိုက်ခိုက်ရပါတော့တယ်။ လီယန်ကတော့လက်ရှိအခြေအနေကိုအံ့ဩပြီးမဒီယာနဲ့သူဖြတ်တန်းခဲ့ရတဲ့အခြေအနေကို ပြန်တရိယသွားပါတယ်။အဲဒီနောက်မှာတော့မဒီယာရဲ့ရှေ့မှာကောက်ွယ်ပေးလိုက်ပါတယ်။လီယန်မင်းကသူ့ဘက်ကိုပါနေတာလား။ရီကီကလီယန်ကိုဓာတ်နဲ့ခုတ်လိုက်ပါတယ်။ခုကစပြီးယာစပလင်ကငါအပိုင်ပဲကွာ။မတရားကဒေါသထွက်လွန်လို့ရီကီကိုတိုက်ခိုက်ပစ်လိုက်တယ်။လီယန်ထပါအောင်မတရားမင်းဘော်ကငါအစ်ဆက်ခဲ့တာတောင်းပန်ပါတယ်။ ငါမင်းကိုချစ်ပါတယ်။ငါအချိန်ကြာကြီးဆုံးရှုံးခဲ့ရတဲ့နှွေးထွေးမှုနဲ့ပျော်ရွှင်မှုတွေကိုမင်းစီကနေ ပြန်ရခဲ့တာပါ။တခြားသူကိုချစ်မိရင်ခံစားရမှာစို့လို့ငါအဲ့လိုဆက်ဆံခဲ့တာပါ။မန်တီးယားကသူ့ရဲ့ဝိညာဉ်တစ်ခုလုံးကိုလီယားရဲ့ဗစက်ထဲကိုထည့်ပေးလိုက်ပါတယ်။လီယားရဲ့ခန္ဓာကိုယ်ကလည်းဒဏ်ရာတွေပျောက်သွားပြီးကြည်လင်လာပါတဲ့။မန်တီးယားကတော့လှပမှုတွေလျော့သွားပါတယ်။မန်တီးယားကထွက်သွားတော့လီယန်က မင်းရဲ့လှပတွေကိုချစ်တာမဟုတ်ပါဘူးလို့ပြောပြီးဆွဲထားလိုက်ပါတယ်။မတရားလဲဝမ်းတာသွားတာပေါ့။အဲ့ဒီအချိန်ကစပြီးမင်းသားလီယန်နဲ့ငွေနဲ့မိမယ်မတရားတို့ကနိုင်ငံကိုအတူတကွအုပ်ချုပ်ရင်းပျော်ရွှင်စွာနေသွားကြပါတည်းကွယ်။